ဖခင်ဖြစ်သူရဲ့မတရားဆွဆွဲခံခဲ့ရတဲ့ဖြစ်ရပ်တစ်ခုအကြောင်းကိုဇကားပြန်ရိုက်ကူသွားမယ်စစ်နိုင်တီဟာဦးပရိသတ်များလုံးမဲမင်္ဂလာပါမာတပန် page ကနေကြိုဆိုလိုက်ပါတယ်မိဘနှစ်ပါးရဲ့အနှွေပညာအမွေကိုဆက်ခံဖို့စူးစမ်းရင်းအနှွေပညာလောကထဲမှာနေရာတစ်ခုရရှိအောင်ဆန်းဆောင်နေခဲ့သူကတော့ကွယ်လွန်တော်ပြီဖြစ်တဲ့မင်းသားကြီးတရားတင်ဆိုးနဲ့မင်းသမီးကြီးဒေါ်စင်မဦးတွင်းရဲ့သားဖြစ်သူစစ်နိုင်တီဟာဦးဖြစ်ပါတယ်စစ်နိုင်တီဟာဦးကနမဲကြီးအနှွေပညာရှင်ကြီးတွေရဲ့သားဖြစ်ပေမဲ့ရုပ်ရည်လိုအပ်ချက်ကြောင့်မင်းသားမဖြစ်နိုင်ခဲ့ပါဘူး ဒါပေမဲ့စစ်နိုင်တိဟောက်ကအမလျှော့ပဲအနုပညာလောကမှာအခြေချနိုင်ဖို့စ조사ပြီးရင်စ조사နေခဲ့ရတာပေါ့။ဒါကြောင့်စစ်နိုင်တိဟောက်ကအခုတစ်ခါမှာသူ့ကိုပြိသက်ကလက်ခံအပေးနိုင်လောက်မဲ့အနုပညာရည်သွေးတစ်ခုကိုချပြဖို့စီစဉ်လာခဲ့တာပဲဖြစ်ပါတယ်။စစ်နိုင်တိဟောက်ကဖခင်ဖြစ်သူတရားတင်ဆိုရဲ့ကိုရွေးဖြစ်ရက်ကိုဇက်ကားနေနဲ့ရိုက်ကူးဖို့စီစဉ်နေတာဖြစ်ပြီးမင်းသားနေရာမှာကိုယ်တိုင်ဝင်ရောက်ရိုက်ကူးဖို့တော့မရှိပေမဲ့အကောင်းဆုံးဖန်တီးဖို့စ조사နေခဲ့တာပေါ့။ စစ်နိုင်တီဟောက်ရဲ့ဖခင်တရားတင်ဆိုကတော့မြမရုံရှင်လောကမှာအကြောမမင်းသားတလက်ဖြစ်ခဲ့ပေမယ့်မဆုံးပါခင်မှာအိမ်ဖို့အမျိုးသမီးနဲ့ပတ်သက်လို့နမည်ပြတ်ဖြစ်ခဲ့ရတာပါတရားတင်ဆိုရဲ့အိမ်မှာလောက်ကိုင်းတဲ့အိမ်ဖို့ခင်မမြင့်ဆိုသူကတရားတင်ဆိုဟာသူမကိုမတော်မတရားကြံပါတယ်ဆိုပြီးလူအများရှိမှဖော်ထုတ်ပြောကြကတိုက်တန်းခဲ့တာပါဒါကြောင့်မင်းသားကြီးတရားတင်ဆိုနေတဲ့အတော်ကိုဒုက္ခရောက်ခဲ့ရပြီးသူ့ရဲ့အမဲဆက်အတွက်စ조사ဖြေရှင်းခဲ့ရပါတယ် တကယ်တမ်းမှာတော့အိမ်ဖော်ခင်မမြင့်ပြောသလိုတရားတင်ဆိုကဂျန်စီရာမျိုးမဟုတ်ဘဲမတရားသဖြင့်ဆွဆွဲခံခဲ့ရတာသာဖြစ်နေခဲ့တာပေါ့။ဒါကြောင့်အမှုမှန်ပေါ်ပေါက်လာချိန်မှာတော့အိမ်ဖော်ခင်မမြင့်ကထောင်ထံခုနှစ်နှစ်နဲ့ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မခင်မမြင့်နဲ့အလိုတူလိုပါကြံစီဆွဆွဲခဲ့တဲ့ပွဲစားမျိုးသမီးကလည်းထောင်ထံ၅နှစ်ချမှတ်ခံခဲ့ရတာပါဒီဖြစ်ပျက်တွေကတရားတင်ဆောမဆုံးဖောင်းခင်နှစ်အနည်းငယ်အတွင်းမှာဖြစ်ပျက်သွားခဲ့တာဖြစ်ပြီးလက်ရှိမှာတော့တရားတင်ဆောတို့ဇနီးမောင်နှံလည်းကွယ်လွန်သွားပြီဖြစ်သလိုမခင်မမြင့်ကလည်းပြစ်ဒဏ်ကိုခံယူနေပြီးသားဖြစ်ပါတယ် ဒီလိုအချိန်ကြောင့်မှဆင်နိုင်တီဟောက်ကဖခင်ဖြစ်သူရဲ့မတရားမှုအတွက်ဇလန်းဖန်တီးရိုက်ကိုမယ်ဆိုကောင်အတေကပြဿနာတွေကိုတကြော့ပြန်အဆဆွဲထုတ်လာခဲ့တာဖြစ်ပါတယ်။ဒီဖြစ်ရမှာတရားတင်ဆိုမတရားဆွဆွဲခံခဲ့ရတာမှန်ပေမဲ့လက်ရှိမှာတော့ကာယကံရှင်တွေကကွယ်လွန်သွားတာတွေနဲ့အပြစ်ခံနေရတာတွေဖြစ်နေပြီမလို့ပရိသတ်တချို့ကတော့ဆင်နိုင်တီဟောက်ရဲ့ဇကားပြန်ရိုက်ကိုမယ်အစီအစဉ်ကိုကန့်ကွက်နေခဲ့ကြပါတယ်။ ဥပဒေနားလည်သူတချို့ကဆိုရင်ဒီလိုဇာကပြန်ရိုက်ကူတာကစစ်နိုင်တီဟောက်ကိုအနေနဲ့ဖြစ်စင်နိုင်ပြီးမခင်မမြင့်ဘက်ကတကြောပြန်တရားစွဲလို့တောင်းရနိုင်တယ်လို့ပြောနေခဲ့ကြပါတယ်ဒီဖြစ်ဟာစစ်နိုင်တီဟောက်ရဲ့ဖခင်တရားတင်ဆိုရဲ့ကိုရွေးဖြစ်ဆိုပေမဲ့တဖက်ကကာယကံရှင်တွေကလည်းကြံရှိနေသေးတာကြောင့်ဇာကပြန်ရိုက်ကူမယ်ဆိုရင်မခင်မမြင့်စီကပါခွင့်ပြုချက် တောင်းခံတင်တာဖြစ်ပါတယ်မခင်မမြင့်ကခွင့်ပြုမှသာပြန်လည်ရိုက်ကူးနိုင်မှာမလို့ခွင့်မပြုရင်တော့ဒီတစ်ခါတရားစွဲခံရနိုင်မှာကစစ်နိုင်တီဟောက်ဖြစ်သွားစေနိုင်တာပါ ဒါကြောင့်ပရိသတ်တွေနဲ့ဥပဒေနားလည်တက်ကြွန်းသူတချို့ကတော့စစ်နိုင်တီဟောက်ကိုဇကားပြန်ရိုက်ကူးမဲ့အစီအစဉ်ကိုပြတ်သိမ်းဖို့အတွက်အကြံပေးနေကြတာပေါ့မခင်မမြင့်လည်းအပြစ်ဒဏ်ခံယူနေပြီမို့လို့သူ့ဘက်ကလည်းတွေးကြည့်ပေးဖို့ထောက်ပြပေးနေကြပါတယ်ဒါပေမဲ့စစ်နိုင်တီဟောက်ကတော့လက်မခံခြင်းပဲဖောက်ခင်ဖြစ်သူမတရားဆွဆွဲခံခဲ့ရတဲ့အကြောင်းကိုတော့လူအများသိစေဖို့ဖော်ထုတ်ပြီးဇကားရိုက်ကူးခြင်းနေခဲ့တာဖြစ်ပါတယ် အင်ကိုမက်ခင်မာမြင့်နေရာမှာတော့တရုတ်ဆောင်ခိုင်းစားသွေးကရိုက်ကိုသွားမှာဖြစ်ကောင်းတရားတင်ဆိုနေရာအတွက်တော့လိုက်ဖက်တဲ့မင်းသားကိုရွေးချယ်ရိုက်ကိုသွားမဲ့အကြောင်းစစ်နိုင်တီဟောက်ကဘရဒတ်တေကိုအတိပေးလာခဲ့တာဖြစ်ပါတယ်စစ်နိုင်တီဟောက်နဲ့နေဆက်တဲ့ရုပ်ရှင်အတိုင်းဝိုင်းဝင်တချို့ကတော့ဒီလိုပြန်ရိုက်ကိုမှကိုအားပေးနေတာဖြစ်ကောင်းမက်ခင်မာမြင့်ရဲ့လောရက်တွေအပေါ်ခွတ်တတ်ရဲ့ပြစ်တင်ဝေဖန်နေကြဆဲပဲဖြစ်ပါတယ်ဘရဒါတို့အနေနဲ့ရောစစ်နိုင်တီဟောက်အနေနဲ့ဖခင်ဖြစ်သူတရားတင်ဆိုနဲ့အရင်ကမက်ခင်မာမြင့်တို့ရဲ့ဇာတ်ကြောင်းကိုပြန်လည်ရိုက်ကိုတင်တယ်လို့ထင်လားဆိုတော့ခမမပြပြခဲ့ပါအောင်ရှင် ားလုံးကိုကျေးဇူးတင်ပါတယ်ဆလပ်ပီဆလပ်ဘရတီသတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ